ဒီနားမှာကျွန်တော်ဆက်လေးတစ်ဆိုင်လူဆောင်ရင်းနဲ့ဒါလေးပြလိုက်ပြီနော်ဒါလေးပြရမလိုက်မယ်ဆိုတော့ဟိုဘက်ရက်ကကျွန်တော်395အဆိုင်ကိုကျွန်တော်ပေါင်းချင်းနဲ့ပြထားတာလည်းရှိတယ်နော်နောက်ပြီးတော့အခွက်ရွှေနော်အခွက်ရွှေရှိတယ်နောက်ဇောင်းစင်းပေါက်ကမဲ့ဆိုင်ရှိတယ်ဆိုပြီးကျွန်တော်395ဒီနေရာမှာထည့်ပေးခဲ့တယ်နော်အဲ့ဒီမှာကျွန်တော်တို့395ကိုဒီနိုင်လေးနဲ့တစ်ချက်တွေးကြည့်မယ်နော် ဆိုတော့အဲဒီမှာကျွန်တော်တို့လေးထိပ်စီထောင်ထားတဲ့လေးလုံးတစ်ခုရှိတယ်နော်ဒီမှာလေးထိပ်လေးလုံးထောင်တယ်နောက်တစ်ခုဒီမှာငါးထိပ်လေးလုံးထောင်တယ်နော်ငါးထိပ်ကဒီမှာလေးလုံးထောင်နောက်တစ်ခုအခုကျွန်တော်ဒီနေရာမှာသုံးထိပ်လေးလုံးကျွန်တော်တို့ထောင်ကြည့်မလားထောင်ကြည့်မလားထောင်မထောင်ကျွန်တော်မသိဘူးနော်ထောင်ကြည့်မလားထောင်ရင်အဲ့ဒီမှာကနန်းတကွက်တဲထွက်တယ်ပြရတဲ့တကွက်တဲထွက်တယ်ဆိုတာ ကျွန်တော်တို့အဲ့လေးထိပ်လေးလုံးထောင်လိုက်တာ ਨੇ เนาะလေးထိပ်လေးလုံးထောင်လိုက်တာ ਨੇ သူကဒီလိုကြည့်ရင်တော့ water cell ဒီပေါ့เนาะ၄6ဒီ water cell မြှုပ်ထွက်တယ်နောက်တစ်ခုကျွန်တော်ကအဲ့လေးထိပ်လေးလုံးထောင်ရင်ဒီ၃ညထိပ်6ထိပ်ကိုကျွန်တော်ဒီမှာနောက်တွဲထည့်ကစားကြည့်မလားဒါအလွယ်ပြောပြတာเนาะဒီလိုမျိုးတစ်ခုစဉ်းစားကြည့်နောက်တစ်ခုဒီမှာ၅ထိပ်ကျွန်တော်တို့၃လုံးထောင်တယ် ထောင်ရင်သူ့ဆောင်ကဒီ9ထိပ်6ထိပ်ကိုဒီမှာ9 6ထည့်မလားဘွား30နဲ့သူကအဲ့လိုတော့ထည့်တယ်နော်ဒါဆိုရင်ဒီမှာ3ထိပ်ထောင်ရင်တော့ဘွား30ဆိုခွန်ပိတ်တော့ဖြစ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီနေရာ3ထိပ်ထောင်ရင်ဒီ9ထိပ်ဒီ9ထိပ်3ထိပ်3လုံးထောင်လိုက်တာနဲ့ဒီ9 9ဒီနောက်တွဲနဲ့ဝင်မလားဒါကြောင့်မို့ဟိုနေ့ကကျွန်တော်3 9ကိုကျွန်တော်ထည့်ပြခဲ့တယ်နောက်တစ်ချက်အဲ့ဒီနေရာမှာကျွန်တော်တို့စဉ်းစားစရာတစ်ခုရှိတာပါ ီလေးထိပ်သုံးလုံးထောင်တော့6အပိတ်နဲ့ထောင်တယ်ဒီမှာ9သုံးလုံးထောင်တော့9 9 4လုံးထောင်တော့9အပိတ်နဲ့เนาะ6ပြီးတော့9ဒါဆိုရင်ဒီနေရာမှာ4 3ကို4လုံးထောင်ရင်4အပိတ်နဲ့ထောင်ပါစီနီယာနောက်ပိတ်နဲ့ထည့်ကြည့်เนาะအဲသူက6နောက်ပိတ်နဲ့ထည့်စည်း4လုံးထောင်9နောက်ပိတ်နဲ့ထည့်စည်း4လုံးထောင်အခုကျွန်တော်တို့ လေးနောက်ပိတ်နေထိတ်စီးလေးလုံးထောင်းပါလားထောင်းမယ်ဆိုရင်ဒီနေရာမှာ3နှစ်4ဆိုတဲ့ကဏ္ဍဒါလည်းကျွန်တော်ဟိုဝေကကပြထားတယ်နော်ဘာလို့တော့ဆိုတော့အဲ့ဒီမှာနေုံကျွန်တော်ဘယ်လိုပေါင်းလိုက်လဲငါတေတုံညငါတေတုံညဆိုတော့6 6ရေ4ရေပေါင်းတုံညလား တူရဒီငါးပုံကူကူတက်တုံညဗောနဖရီ၄ခုပေါင်းတုံညဒီမှာက9 4 3 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30တက်တုံညပြီးတော့တက်တက်ပြီးဒီမှာနှိဆိုတော့ဟိုးဟောသူက3ပြိဝင်ရမှာ သူကဗရိတ်ပေါင်းခြင်းအစီနေရာတော့ဖြစ်နေတယ်เนาะကျွန်တော်တို့ဒီမှာ၄ပေါင်းကြည့်လိုက်၄၅၁3ညเนาะဗရိတ်တော့၄ခုပေါင်းရင်3ညလို့သူဖြစ်နေတာဒီမှာကို၄၁၄ဖြစ်နေပြီဒီရောက6ဗရိတ်နဲ့ပေါင်း3ညလို့ပဲသူဖြစ်เนาะ၄၁ 14 14ရေပရိတ်6ရေပေါင်း3ညလို့ပဲသူဖြစ်တယ်။နော်။ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ပရိတ်9နှစ်3ညပေါင်းလိုက်ရင်17ဖြစ်နေ။နော်။3ညဖြစ်အောင်ဒီနေရာမှာပရိတ်9ထည့်ရမယ်။အဲ့9ထည့်မယ်ဆိုရင်3ထိပ်ကို၄ဘိတ်နဲ့ပရိတ်9ဆိုရင်အဲ့3နှစ်4ဆိုတဲ့ခဏရ။နော်။အဲ့ကျွန်တော်နှစ်ကွက်လုံးပြထားပြီးသားဒါလေးနဲ့သွားတိုက်ဆိုင်လို့အခုကျွန်တော်ထည့်ပြလိုက်တာ။နော်။ကျွန်တော်တို့အဲ့ဒါကအရေးမကြီးဘူးအရေးကြီးတာကအပူး ော်ကိုရက်ကလည်းကျွန်တော်အပူတွေပြထားပြီးသားအဲ့ဒီအပူကအပူကကျွန်တော်ဟိုရက်ကပြခဲ့တာတွေအများကြီးပါနော်ဒီနေရာမှာအပူကစားရမယ်ဆိုရင်အခုဒီတလိုက်မဲ့ကျွန်တော်တို့တွေးလိုက်တာပေါ့တော့ဒီမှာ၃နောက်ပိတ်နော်သူ့ဆောင်မှာအပူပူးတယ်၃နောက်ပိတ်ကနေအပေါ်တပင်ကျော်တက်1 4 6 8 10 12 14ချိန်မှာအပူပဲ၃နောက်ပိတ်ဆောင်မှာနော်သူကနေအပေါ်တပင်ကျော်တက်1 4 6 8 10 စနစ်14ချိန်မှာအပူပဲ၃တော့ပိတ်ဆောင်ပါเนาะသူကနေအပေါ်တပင်တက်2 4 8 10 12 14 3တော့ပိတ်ရဆောင်ဒါဒီပြင်ရမှာပူးမလာပါဘောเนาะသူကဒါတိုက်အပူးတွေကအဲ့ဒါဇောင်းတက်လာเนาะအဲ့ဒီအပူးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီညကနန်းနှက်ပတ်ပြမယ် စိုက်ကတော့ချဲ့ပဲဒါပေမဲ့ကျွန်တော်ခဏန်းကတော့စိုက်ကပေးတဲ့ခဏန်းပဲကျွန်တော်ယူထည့်လိုက်မယ်ကျွန်တော်ထုတ်တဲ့ခဏန်းတော့အဲ့ဒါတွေမဟုတ်တော့ဘူးเนาะအဲ့ဒါတွေမဟုတ်တော့ဘူးစိုက်ကတော့ချဲ့ပဲဆိုတော့ तू ကသွားစုံချက်ဖြစ်နေလို့ပါ၃၃၉ကလနာလည်းမနေ့ပြန်သွားကူးရမယ်ကလနာမရှိတော့ဘူး၃၅နှစ်เนาะအဲ့ကျွန်တော်တို့ကျွန်တော်ကစားနေကြနှစ်ဦးမှာကျွန်တော်၉ထိပ်၃ညခါနဲ့ဗရိတ်၉เนาะ ိုးထိပ်ပြီးတော့၃ညာထိပ်၃ညာခါနဲ့ဗရိတ်30တစ်ထိပ်၃ညာခါနဲ့ဗရိတ်17နော်အဲ့သူကနေပြီးတော့ကျွန်တော်တို့နှစ်နှစ်ကြော်သူကနေပြီးတော့ကျွန်တော်တို့နှစ်နှစ်ကြော်မှာနှစ်ဗရိတ်ကိုစားကြည့်နော်နှစ်ဗရိတ်အဲ့ဒီနှစ်ဗရိတ်ရဲ့အောက်တပွဲကြော်မှာထွက်တဲ့ခဏ ဒီငါးထိတ်ကြောင့်ထိတ်နှလုံးကိုတက်ဆဲလို့ရိုက်ပြီးတင်းနောက်ပိတ်နဲ့ပရိရှစ်လို့သူ ထွက်ထားတဲ့ဇောင်းမှာထွက်တဲ့ကနေအဲ့ဒီကနေကသူ့ရှေ့နှိကပေါ့နော်အဲ့တော့ဒီတင်းနောက်ပိတ်ပရိရှစ်ရဲ့ဇောင်းမှာထွက်တဲ့ဒီကနန်းဒီသူ့ရှေ့နှိကကနေအဲ့ဒီကနန်းဒီရှေ့၃နှစ်ကျော်ကကနေနော်တက်ခါ ကျွန်တော်တို့ဒီတုံညာနောက်ပိတ်သူ့အောင်ဆောင်မှာပရိတ်တဆေသူကနေ3နှစ်ကြော်လိုက်တော့ကျွန်တော်တို့ပရိတ်အဲသူကနေ2နှစ်ကြော်2နှစ်ကြော်ကျွန်တော်တို့ဒီမှာပရိတ်နှစ်လို့ကြာအဲ့ဒီပရိတ်နှစ်ရဲ့အောက်တဝဲကြော်မှာထွက်တဲ့ကနေ483เนาะအဲ့ဒီ483ဒီသူ့ရှေ့နှစ်ကကနေเนาะသူ့ရှေ့နှစ်ကကနေ အဲ့ဒီကဏ္ဍဒီအရှိ3နှစ်ကျော်မှထွက်ထားတဲ့ကဏ္ဍဖြစ်ကောင်3နှစ်ကျော်မှထွက်ထားတယ်အဲသူကဒီလိုမျိုးလာအဲသူ့ဘေးမှာခုနကအတိုင်းပဲဒီငါးထိတ်ကြောင်ဟဲ့ဟောသူကဒီကြတော့ဒီလိုဩသူကနှစ်နောက်ပိတ်ပရိရှိဒီနှလုံးတက်စေဟုတ်တယ်ဟုတ်တယ်အဲ့ဒီငါးထိတ်ကြောင်သူကထိတ်နှလုံးတက်စေ ဆနှလုံးတက်စိတ်ကိုနှစ်နောက်ပိတ်နဲ့ပရိရှိလို့ထွက်တာနော်ပြီးတော့တစ်စီသုံးလုံး၅လို့ယူလဲရနော်ဒါပေမဲ့ तू က၅ထိပ်စီကိုပုံသီးတဲ့၅ထိပ်စီပုံသီးတဲ့ပြီးတော့မှထိပ်နှလုံးကို तू အောင်မှတက်စိတ်ဖြစ်ပြီးရှစ်ပရိကိုနှစ်ပိတ်နဲ့ရိုက်တာနော်ဒီမှာ၅ထိပ်စီပုံသီးတဲ့တယ်၅ထိပ်စီရဲ့အောက်မှာထိပ်နှလုံးတက်စိတ်ကိုတင်းနောက်ပိတ်နဲ့ပရိရှိလို့ရိုက်တယ် तू ဆောင်မှထွက်တာရှစ်နှစ်ကကနဲ၃နှစ်ကြောက်ရတယ်ဒီမှာလည်းအတူတူပဲဒီ၄၃ရှစ်ဒီသူ့ရှစ်နှစ်ကကနဲ เนาะไอ้ดิกระนั้นดิอิชิ3นิดจ่อกันนะเนาะဟုတ်ပြီဒါဆိုရင်အခုကျွန်တော်တို့တစ်ထိပ်ပြိစက်တစ်ရိုက်ပြီ तू ကနေ2နိကြုံမှာနှစ်ပြိကဒီမှာကြာအဲ့ဒီနှစ်ပြိရဲ့အောက်တပွဲကြော်ဒီနေရာထွက်မဲ့ကနေသူ့ရှေ့နှစ်ကကနေเนาะအဲ့ဒီမှာ तू ကလဲ9ထိပ်စီလို့ထည့်တယ်ထိပ်စီနှလုံးကို10လို့ရိုက်တယ်3နောက်ပိတ်နဲ့ပြိ10လို့ အဲ့ဒီဗရိတ်ရှိရဲ့သုံးနောက်ပိတ်ဗရိတ်ရှိရဲ့ဇောင်းမှာထွက်တဲ့ခဏလေးသူ့ရှေ့နှစ်ကခဏနော်အရှိသုံးနှစ်ကျော်ကခဏနော်နောက်တစ်ချက်က၄300လေးနော်သူ့ရှေ့နှစ်ကသူအဲ့လိုဖြစ်အဲ့တော့ကျွန်တော်တို့ကဖြည်းဖြည်းချင်းပြန်ပြီးတော့ပြောကြည့်တာနော် ကိုထက်ရှိတယ်ဗရိတ်ကိုရှိတယ်တုံညာခါနဲ့ကိုးခဲ့တယ်အဲ့ဒီတုံညာရဲ့ပါဝါနှစ်နှစ်ကျော်မှာကျွန်တော်တို့ဗရိတ်နှစ်အောက်တဝဲကျော်မှာထွက်တော့ဒီတုံညာရဲ့ပါဝါငါထိတ်ကိုထိတ်နှလုံးတက်ဆယ်လို့ရိုက်တယ်တင်းနောက်ပိတ်နဲ့ဗရိတ်ရှစ်လို့ထွက်တယ်သူ့ဆောင်မှာသူ့ရှေ့နှစ်ကကနေအရှိတုံနှစ်ကျော်ကကနေနော်အဲ့တော့အခုဒီမှာလဲကျွန်တော်တို့တုံညာထိတ်လို့ရိုက်တယ်ဗရိတ်တက်ဆယ်လို့ရိုက်တယ်ตัวนี้ตะนิดจ่อ ကျွန်တော်တို့ဒီမှာတုံညရဲ့ပါဝါ၅ထိပ်ထိနေလုံးက30လို့ရိုက်တယ်၅ပါဝါထိနေလုံး30လို့ရိုက်တယ်နှစ်နောက်ပိတ်နဲ့ဗရိတ်၈လို့ထွက်တယ်သူ့ရဲ့ဇောင်းမှာသူ့ရှေ့နှစ်ကကနအရှိ3နှစ်ကျော်ကနနော်အဲသူကဒီနှစ်ဗရိတ်ရဲ့အောက်တပွဲကျော်အဲအခုဒီမှာကျွန်တော်တို့တစ်ထိပ်ဗရိတ်၁ကိုတုံညခါးနဲ့ထွက်လို့တစ်နှစ်ကျော်မှာ၅ထိပ်စီ၅ပါဝါထိနေလုံးက30 ၃နောက်ပိတ်အငိမ့်နဲ့ပရိသတ်၈လူထွက်တယ်သူ့ဆောင်းမှာထွက်မဲ့ကဏ္ဍနှစ်ပရိရဲ့တပွဲကျော်ထွက်မဲ့ကဏ္ဍသည်သူ့ရှိနှစ်ကကဏ္ဍ၃နှစ်ကျော်ကကဏ္ဍနှစ်ကွက်တည်းရှိနှစ်ကွက်တည်းရှိတယ်ဆိုတော့အဲ့ဒီမှာ ကျွန်တော်ကအပူးကိုခုနကပြခဲ့တယ်အပူးတွေအများကြီးရှိတယ်နော်အဲ့တော့ကျွန်တော်တို့အပူးကဏ္ဍတစ်ကွက်ထည့်ချလိုက်မယ်နော်ဒီကောင်ကိုလည်းထည့်ရမယ်၄၃ညာ၄နော်ဒါဒီနှစ်ကွက် ချဲ့ပြလိုက်เนาะဒီနေ့ွယ်သေးကျွန်တော်ချဲ့ပြလိုက်အဲ့တော့ကျွန်တော်တို့ဒီ3နှစ်ကြော်ရခဏန်းကသူရှိနှစ်ကခဏန်းเนาะသူရှိနှစ်ကခဏန်း3နှစ်ကြော်ခဏန်းလာပေါ့နောက်ဒီမှာလဲ၄၃ရှိသည်သူရှိနှစ်ကခဏန်းเนาะအရှိ3နှစ်ကြော်ရခဏန်းလာပေါ့ ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာမနစ်ကထွက်ထားတဲ့ခိုင်နဲ့ကိုကိုခွန်နဲ့လေးတုံရပြီဒီခိုင်နဲ့ကွက်တည်ရှေ့သုံးနှစ်ကျော်လာတာဒီနှစ်ကွက်ပဲရှိတယ်ဂျန်နေကွန်နဲ့တကွက်မှလိုက်မပေါက်ထားဘူးเนาะအဲ့တော့အဲ့ဒီနှစ်ကွက်လုံးဒီပွဲကိုကျွန်တော်တို့အထက်အပူခွားလည်းရှိတယ်ဗရိတ်ရှစ်တည်းလည်းရှိတယ်ပေါ့ဗျာเนาะနောက်တစ်ချက်ကကျွန်တော်တို့သူ့ဝါနေပြီးတော့အောက်ကိုတန်းတန်းဆင်းရှားလာလိုက်တော့အဲ့ဒီနှစ်ထဲမှာ ကနေတန်းတန်းအင်းဟုတ်တယ်ဟိုသူကနေသူကနေအောက်တော့ဝဲကြော်တန်းတန်းဆင်းလာလိုက်နော်သူ့အောက်ပါဟုတ်ပါသူ့အောက်ပါဒီကနန်းကလည်းသူ့ရှေ့နှစ်ကကနန်းသုံးနှစ်ကျော်ကကနန်းနော်သူ့အပေါ်တက်တန်းတန်းသွားဒီကနန်းဒီသူ့ရှေ့နှစ်ကကနန်းသုံးနှစ်ကျော်ကကနန်းနော် အဲသူ့အောက်ဆင်းလာတန်းတန်းသွားဒီကနေ့ကလည်းသူ့ရှေ့နေကကနေ၃နှစ်ကျော်ကနေအခုသူ့အောက်ကနေဆင်းလာတန်းတန်းလာလိုက်ဒီဘွဲမှာ ထွက်မဲ့ကနေသူ့ရှေ့နေကကနေအရှိ၃နှစ်ကျော်ကနေနော်အဲ့ဒီမှာကျွန်တော်တို့ဘလို့ပြောတော့မှဆိုတော့အဲ့ဒီနှစ်ထဲကကနေနှစ်ကွက်ထွက်တာ၆ချောက်တည့်တည်လေသူ့ရှေ့နေမှာထွက်ပြီးတော့နောက်နှစ်ကိုလိုက်ပေါက်သူကအဲ့လိုမျိုးလဲဖြစ်ထားတယ်ပေါ့နော် ဒါဆိုရင်ဒီနှစ်ထဲမှာကော438နဲ့441နှစ်ကွက်နော်438လဲလိုက်ပေါက်တယ်441လဲလိုက်ပေါက်တယ်နော်အပူတစ်ကွက်ပါနေတာကိုပြောချက်နော်အဲဒီမှာကကျွန်တော်တို့ကနှစ်ကွက်လုံးကတော့အပူဖြစ်နေတာနော်နှစ်ကွက်လုံးကဖြစ်နေတာဖြစ်နေတော့သူကနှစ်ကွက်ပေါက်ထားခဲ့လေနှစ်ကွက်စလုံးလိုက်ပေါက်တယ် ဒီကနန်းနေက3နှစ်ကြော်ပါနှစ်ကွက်လုံးပေါက်ထားခဲ့အဲ့နှစ်ကွက်လုံးကသူ့ရဲ့နောင်နှစ်ကိုလိုက်တယ်နော်အဲ့ဒီကနန်းနှစ်ကွက်ကလည်းသူ့ရှိနှစ်မှာနှစ်ကွက်လုံးသူကလိုက်ပေါက်ခဲ့ပေါက်ခဲ့လို့အဲ့ဒီနှစ်ကွက်ကသူ့ရဲ့နောင်နှစ်မှာနှစ်ကွက်လုံးသူလိုက်ထွက်တယ်နော်နှစ်ကွက်နှစ်ကွက်အတိကစားအဲ့ဒီနှစ်ထဲကကနန်းကလည်းနှစ်ကွက်3နှစ်ကြော်ကိုသူကစားခဲ့တာနှစ်ကွက်လုံးကစားခဲ့အဲ့ဒီနှစ်ကွက်သေးက တကွက်ကိုဒီပွဲမှာကျွန်တော်တို့ကထည့်ကစားရတော့เนาะအဲကျွန်တော်ကပြောချင်တာလေးကအပူခွာကနေတကွက်ကျင်းသေးပေါ့မှာရေเนาะအခုတွေ့နေတာကလည်းအပူခွာနှစ်ကွက်လုံးရေနောက်ဒီပွဲမှာအပူခွာ site တွေတော်တော်များများကြီးကိုရှိနေတာเนาะအဲ့ဒါလေးနဲ့ကျွန်တော်ကပြောချင်နောက်ကျွန်တော်တို့၄၃၄ပေါ့ เนาะကျွန်တော်တို့ဒီနားမှာ6နှစ်ကြာ5နှစ်ကြာပေါ့เนาะသူကနေတခါနှစ်၄5နှစ်ကြာသူတို့ချစ်ထိတ်စီရှိတယ်30ခွန်ဖားတယ်သူ့အောက်မှာနောက်ပေါင်း9လောက်ရိုက်တယ်အဲ့ဒီအောက်မှာထွက်တဲ့ကံသူ့ရှိနှစ်က၄နောက်ပိတ်ကံန်းပေါ့เนาะ၄နောက်ပိတ်ကံန်းလာထွက်တယ်တခါရှစ်3ခွန်လို့ဖြစ်ပြီးတော့တပွင့်တိုးတပွင့်လျှော့နေရှစ်ပြီးတော့ခွန်ပေါ့ခွန်ထိတ်စီလို့ရိုက်တယ် ဒီမှာ30ခွန်ခွာပြီးတော့ဒီမှာ38လို့ခွာတယ်ဒီမှာနောက်ပေါင်း9ကိုဒီမှာနောက်ပေါင်း6လို့ရိုက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့4နောက်ပိတ်နေခဏကလေသူ့ရှေ့နှစ်က4နောက်ပိတ်နေခဏလာထွက်တာနော်ဒါဆိုရင်တဝက်နေ9နဲ့ရှားလိုက်တော့ကျွန်တော်တို့ဒီမှာခွန်83လို့ဖြစ်ပြီးအခုဒီမှာ639လို့ဖြစ်ပြီနော်အဲသူက3ခွန်38 39လို့ရိုက်တယ် 6ထိပ်စီ9ထိပ်စီ8ထိပ်စီလို့ရတယ်နောက်ပေါင်း9နောက်ပေါင်း6နောက်ပေါင်း9လို့ပြီးခဲ့တဲ့ဘွဲကသူထည့်ထည့်ပြီးတဲ့နဲ့သူ့ရဲ့အောက်မှာ၄နောက်ပိတ်အငိမ့်နဲ့သူ့ရှေ့နှစ်က၄နောက်ပိတ်ခဏ၄90ယူလို့ရတယ်လို့၄3 4ယူလို့ရတယ်နော်ပါလို့လဲဆိုတော့သူက6ထိပ်နဲ့ထွက်တယ်ဒီမှာ9ထိပ်နဲ့ထွက်တယ်အခုဒီနေရာမှာ4ထိပ်နဲ့ထွက်မယ်ထွက်မယ်ခဏကလည်း4နောက်ပိတ်နဲ့ခဏဖြစ်ကမယ်4နောက်ပိတ်အငိမ့်နဲ့ပဲထွက်တ သူ့ရှိနှစ်က၄ဘိတ်ကဏ္ဍလည်းဖြစ်ကြမယ်သူ့ရှိနှစ်က၄ဘိတ်ကဏ္ဍလည်းဖြစ်ကြမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာသူ့ရှိနှစ်က၄နောက်ဘိတ်ကဏ္ဍ၄နောက်ဘိတ်အငယ်เนาะတခါ၆ထိပ်၅ထိပ်၄ထိပ်နဲ့ထွက်မယ်ကဲထိုးတရတခွက်တည်းရှိတာ၄၃၄เนาะဒီလိုမျိုးလဲယူလို့ရတယ်ခုနကကျွန်တော်ပြောတဲ့ကိုကိုခွန်လည်းယူလို့ရတယ်เนาะအဲ့တော့ဒီမှာ၄မခွပဲနဲ့ကျွန်တော်တို့ဒီလိုကြီး၄ပါဝါ၉កောက်ချင်းပြီးခွသွားရင်ကော ကိုခုံကိုထိုးမရဘူးလားရတာပဲเนาะအဲ့ဒီနှစ်ကွက်လုံးကတော့အာထည့်ရမယ်ကျွန်တော်ပို့တဲ့အထဲမှာကတ်ထဲမှာဒီနှစ်ကွက်ကျွန်တော်မေ့ပြီးတော့မရေးမိဘူးเนาะမရေးမိပြီမဲ့ဒီကဏ္ဍဒီမွေးကဏ္ဍနေအများကြီးကျွန်တော်တို့ရှိတယ်ကျွန်တော်တို့အဲ့ဒီဘွဲတုံးကပြောခဲ့ပါတယ်เนาะနှိမ့်ဥမခွန်ပူးရင်အဲ့ဒီနှစ်ထဲမှာကိုကိုခွန်လိုက်ထွက်မယ်နှိမ့်ဥမခွန်ပူးတယ်အဲ့ဒီနှစ်ထဲမှာကိုကိုခွန်လိုက်ထွက်တယ်เนาะ တခါနေဦးမှာခွန်ဘူးတယ်အဲ့ဒီနှစ်ထဲမှာသူကကိုကိုခွန်နော်ပြောသွားတော့ပြောသွားတော့ရှိပါတယ်နော်ကျွန်တော်လည်းအဲနေဦးမှာခွန်ဘူးသလားဟုတ်လားအင်းနောက်တစ်ချက်နေကျွန်တော်ကြည့်လိုက်အောင်မဟုတ်တယ်နေဦးမှာသူကခွန်ဘူးတာနဲ့အကောင်ထွက်တယ်မလားကျွန်တော်လည်းစာရွက်နဲ့မမှတ်ထားတော့မသိတော့စာရွက်ထဲမှာရှိတယ် အဲ့ဘွဲတုံးကတော့ကျွန်တော်ပြပါတယ်ကျွန်တော်တို့ဒီကိုးချိန်မှာအဲ့ကနေအော်ခိုင်းတုံးကအဲ့မွေးဆိုင်တွေကျွန်တော်အကုန်ပြတယ်ရှိတယ်တော်တော်ကောင်းကောင်းနေเนาะအဲ့ကျွန်တော် like ကဒီ like ကနောက်ဆုံးပဲနောက်ထပ်ကျွန်တော် like တွေတက်မလာတော့ဘူးเนาะမလာတော့ဘူးဆိုတာကကျွန်တော်တို့မိတ်ဆွေတွေကျွန်တော်မိတ်ဆွေတွေပေါ့เนาะကျွန်တော်မိတ်ဆွေတွေအဲ့တော့ကျွန်တော်ဒီဘွဲတစ်ဘွဲသေးကျွန်တော်စော်ခိုင်းမယ် ဒီလိုဆိုင်မျိုးပဲเนาะဒီလိုဆိုင်မျိုးပဲဒီဆိုင်ကလည်းအဲ့ဒီကဏ္ဍကိုဆွဲထုတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်မထုတ်ပြတော့ဘူးเนาะမထုတ်ပြတော့ဘူးဒီဘွဲမှာမနစ်ကကဏ္ဍလေးကကျွန်တော်အော်ကဏ္ဍထုတ်ကစားတယ်เนาะကြိုင်ထိုးအမဝယ်နေတဲ့လူတွေကအခုကျွန်တော်ပြတဲ့ကဏ္ဍပေါ့เนาะအပူဖလည်းဖြစ်တယ်မနစ်ကကဏ္ဍလည်းဖြစ်တယ်ဒါမျိုးတွေပေါ့ထိုးပေါ့เนาะ အခုကျွန်တော်ပြသွားတဲ့ထဲမှာလေမနစ်ကကဏ္ဍကျွန်တော်နှစ်ဆိုင်ထည့်ပြပါတော့နော်အာရမယ်နော်အာရမယ်အပူပဲဗျာအာထိုး၃ခွက်ပေါ့ဟုတ်လားနော်အဲ့ဒါကျွန်တော်ဒီဘွဲအတွက်အခုဒီညပြတာ669နဲ့ လေးသုံးညာလေးဟိုနေ့က93539ပြရတယ်34နှစ်ကျွန်တော်ပြရတယ်နော်အဲ့ဒီကောင်ကို3ထိတ်နဲ့ပြန်ထိုးအဲ့နေ့ကကျွန်တော်ကတော့ဟို3ထိတ်ကြီးတော့မကြိုက်တော့ပါဘူးဆို तू ကအမှန်တကယ်3ထိတ်ထွက်ရင်၄အပိတ်နဲ့ဗရေကိုးလို့ထွက်တာပါနော်ခုနကလည်း395လဲအဲ့လိုတော့နော်ဒီကနေ့လည်း3ထိတ်စီးကို95နောက်တွဲနဲ့ထွက်ကြမှာ395လို့ကို तू ကထွက်ကြမှာဒီကောင်ကတော့3နှစ်လေးလို့ဒီလိုလဲထွက်လို့ရတယ်နော် တုံးထည့်ဇီးကို၄နောက်ပိတ်စီနီယံကောက်ထည့်ပြီးတော့ဗရိတ်၉ဖြစ်အောင်သူထည့်လို့ရတယ်เนาะဟုတ်ပြီအဲ့တော့အလုံးမဲခံကောင်းကြပါသေးနော်ကျွန်တော်လိုက်ဒီဆက်ပြီးတော့မလာပြစ်တော့ဘူးเนาะကျွန်တော်ကြီးကပြီးခဲ့တဲ့ဘွဲကဝယ်ထားတဲ့လူတွေကနေလာယူပါเนาะအဲ့ကျွန်တော်အချိန်ပေးထားမယ်တရက်၂ရက်၃ရက်เนาะတနင်္လာနောက်ပြန်တနင်္ဂနွေတနင်္လာအင်္ဂါပေါ့ဗျာ၃ရက်ပဲအချိန်ပေးမယ်လာယူယူမယူအဆုံးเนาะလာယူယူမယူအဆုံးဒါပဲ ယူခြင်းလဲယူမယူခြင်းလဲနေเนาะအဲကျွန်တော်ကတော့ဒီဘွဲကိုအဲ့ဒီစိုက်မျိုးနဲ့ကျွန်တော်ဒီဘွဲမှာညှက်ရိုက်ဘလို့ဆုံးဖြတ်ထားတာရှိတယ်เนาะအပို့ထားတဲ့ကဏန်းထဲမှာအပေါ်ဆုံးကကဏန်းပေါ့เนาะကျွန်တော်တို့အဲ့ဒါအော်ထုတ်ရမယ်ကဏန်းမှာအပူတော့မဟုတ်ဘူးဒါပေမဲ့အော်ထုတ်အဲကိုကိုခုံကတ်ထဲပါမသွားလဲထည့်ထိုးเนาะကတ်ထဲမှာကိုကိုခုံပါမသွားဘူးထည့်ထိုးကိုကိုခုံလို့ဒဲကိုပို့ထိုး ဒီကနေ့နှစ်ကွက်ကဒါကတ်ထဲမှာပါမသွားဘူးဒီကောင်လည်းတဲ့ဒီကောင်လည်းဒီလိုပဲတဲ့ပို့ထိုးနော်အာဟုဘပါလီပဲရန်နောက်ပြီးတော့လိုက်တွေကျွန်တော်ထပ်မလာတော့ဘူးနောက်ပြီးတော့မဝယ်ရသေးတဲ့လူတွေဝယ်လို့ရတယ်နော်ဝယ်ပြီးသားလူတွေအလကားလာယူလို့ရတယ်အချိန်3ရက်ပဲပေးမယ်ကြော်သွားရင်ကျွန်တော်မပို့တော့ဘူးဒါပဲနော်3ရက်အတွင်းရောက်အောင်လာမလာရင်အဆုံး ပြောပြီးပြီနော်၃ရက်အတွင်းရောက်လာမလာရဲ့ဆုံးကျွန်တော်တို့ကောမပါဘူးလားတဲ့ပြီးခဲ့တဲ့ဘွဲကဝယ်ထားလားဝယ်ထားတဲ့လူစုဆိုရတယ်မြန်မာပြည်ကလူရောထိုင်းရလူရောနော်ပြီးခဲ့တဲ့ဘွဲကဝယ်ထားလားမဝယ်ထားရင် no မဝယ်ထားရင်ခုနကျွန်တော်ပြတဲ့ထဲကကဏ္ဍနေပဲရွေးထုတ်အခုပြသွားတဲ့ site 99904 နော်ထိုးကိုထိုးရမယ်ခဏနေနော်ကျွန်တော်မိတ်ဆွေတွေအပြင်လူရောအတွင်းလူရောထိုးကိုထိုးရမှာနော်ဒါကျွန်တော်နေရာအထိုင်ဒီလိုကိုရွေးပေးထားတယ်ထိုးကိုထိုးရမှာနော်ပြောပြီးသားထိုးရမှာလို့ပြောပြီးသားနော်ကတ်ထဲပါမသွားလို့မထိုးလိုက်ဘူးပါဘူးမလုံနဲ့ကတ်ထဲမှာကမေ့ပြီးတော့မထည့်လိုက်မိတာ ဒီ site ကိုမတွေ့သေးလို့မထည့်လိုက်တာဒီ site ကိုတွေ့ရင်ထည့်တယ်အဲ့ဒီကဏ္ဍနေရဒီ site မျိုးတွေကကျွန်တော်ကြိုက်ဆုံးကဏ္ဍစိုက်တယ်နော်ထည့်တယ်ဟွအဲ့မှာဓာတ်ပုံရဲယူပါနော်ခါရအောင်မလားကိုတယ်လာရမှာပေါ့နော်လာရမယ်မြန်မာပြည်လူတွေပြီးခဲ့တဲ့ဘွဲကဝယ်ထားတဲ့လူတွေနော်ကျွန်တော်ဒီလောက်ပြောရင်သဘောပေါက်ပါတယ်ကျွန်တော်လူတွေကနော်ဒါပေမဲ့ကျွန်တော်လူတွေကတချို့လူတွေကလည်း တော်တော်လေးကိုသူတို့ကငွေစကားပြောတယ်မြန်မာပြည်လူတွေပြောတာပါငွေစကားတော်တော်ကိုပြောကြတယ်ဘာလို့ငွေစကားပြောကြတာလဲမသိဘူးတဘောမပေါက်ကြတာတချို့ကနော်တချို့ကတဘောမပေါက်ကြတယ်အပူလည်းဖြစ်ရမယ်မနစ်ကကဏ္ဍလည်းဖြစ်ကမယ်၃နှစ်ကျော်ကကဏ္ဍလည်းဖြစ်ကမယ်သူကအဲ့လိုမျိုးတွေလိုက်ထွက်နေတာဟုတ် နောက်တစ်ချက်ကျွန်တော်တို့အဲ့ဒီမှာကြည့်လိုက်လေနော်ဒီနှစ်ကဲ့နှစ်ခတ်ကိုသူကလေးထိပ်စီနဲ့ထွက်တာလားသူ့ရှိနှစ်ကခဏန်၃နှစ်ကျော်ပါခဏန်ဒါဆိုရင်ဒီမှာဒီပရိတ်နှစ်နှစ်ရဲ့နှစ်ခတ်လေးထိပ်စီနဲ့သူ့ရှိနှစ်ကခဏန်၃နှစ်ကျော်ပါခဏန်ထွက်တာလားအဲ့ဒီမှာတကွက်တဲထဲချရလိုက်လေနော်လေးထိပ်စီနဲ့သူ့ရှိနှစ်ကခဏန်၃နှစ်ကျော်ပါခဏန်ဟုတ်တယ်မဟုတ်လား တကယ်လို့လေးကိုမပေးခြင်းဘူးဆိုရင် तू ကလေးနဲ့ကိုကအတူတူပဲပါဝါချင်းကစားသွားရင်ကစားလို့ရနေတာပဲဟုတ်တယ်မလားလေးလာလာကိုလာလာကြိုက်တယ်လို့လားနော်သူတို့နှစ်ခုကလေးနဲ့ကိုကပါဝါချင်းကစားမယ်ဆိုရင်ကနနနှစ်ကွက်ပေါင်းတစ်ကွက်သေးပဲဖြစ်နေတယ်သဘောမျိုးဖြစ်နေတယ်နော်အဲ့ဒီဘွဲမှာသူတို့ပြောနေတယ်ဒါရှစ်ပြိတ်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  တက်လာကြည့်ပါလား၄၃ညာ၄လို့တက်လာဘူးလုံးမလုံးနော်ဟုတ်တယ်ခွာလားကျွန်တော်ကအဲ့ဒီနေရာမှာရှစ်ပြိတ်မယူဘူးဒီရှစ်ပြိတ်၃ချက်နေရာမှာကျွန်တော်တခြား ခါနဲ့ကျွန်တော်ပြောင်းယူထားတယ်နော်ဥပမာဒီ၅ပရိတ်ကိုကျွန်တော်တို့ယူကြ၅ပရိတ်ကိုဘာလို့ကိုကိုဟွန်ဒီနေရာကျွန်တော်ယူထည့်တော့ကဲကျွန်တော်တို့ဒီမှာပရိတ်၈ပရိတ်၈တို့ပရိတ်၈၃ချက်ကစားပြီတယ်နော်အဲ့ဒီ၈ပရိတ်၃ချက်ကို၈ရဲ့နက်ခတ်ဒီပရိတ်၃ခုပေါင်း၁ဖြစ်ကထည့်ကြည့်လိုက်၄၉ဆိုတော့၃၃နဲ့၈နဲ့ပေါင်းရင်၁လို့ဟာဒီပရိတ်၈ရဲ့နက်ခတ်ပရိတ်၃ခုပေါင်း၁ ဒါဆိုဒီပရိတ်ရှိရဲ့နှက်ခတ်ပရိတ်၃ခုပေါင်းတင့်မနေဘူးလားဒီမှာနှစ်နဲ့တင့်နဲ့ပေါင်း၃၃နဲ့ရှင်းနဲ့ပေါင်းရင်တင့်ပဲဖြစ်တာเนาะဒါဆိုဒီပရိတ်ရှိရဲ့နှက်ခတ်ဒီမှာပရိတ်၃ခုပေါင်းတင့်လို့ဖြစ်အောင်ခွန်ရဲ့၉ရဲ့ပေါင်းရင်၆၆ရဲ့၅ရဲ့ဆိုတဲ့ပရိတ်ထဲမှာပရိတ်၃ခုပေါင်းကိုတင့်လို့သူဖြစ်မှာမလို့အဲ့ဒီနေရာကျွန်တော်၅ပရိတ်အဲ့ဒီကနေကျွန်တော်ထည့်ပေးရခြင်းဖြစ်တယ်စိုက်အရာကတကွက်သေးထိုးရမှာ၄၃ညာ၄လို့သူကအဲ့လိုပြောနေတာ ဒါပေမဲ့ဒီလိုင်းကတက်လာတဲ့ငါးပရိတ်ရှိနေလို့ကျွန်တော်ဟဲ့ကောင်ကိုထည့်တယ်နော်ဟုတ်ပြီလားသဘောပေါက်ပြီလားဝယ်ခြင်းလာဝယ်ကြအချိန်ရှိသေးတယ်၃ရက်ပဲချိန်ပြီးမယ်၃ရက်တင်းလာဝယ်ဝယ်မဝယ်ရင်သွားအေးဝယ်ထားတဲ့လူတွေလည်း၃ရက်ပဲချိန်ပြီးမယ်လာယူရင်ယူမယူရင်သွားမယူရင်အဆုံးနော်ကျွန်တော်တိတ်ပြီးတော့မပြောချင်တော့ ဒီမှာကျွန်တော်ကလည်းမယူဘူးတဲ့လူပါရှိကိုမရှိဘူးเนาะဒါပေမဲ့ကျွန်တော်တို့စမ်းကြည့်ပေါ့ဗျာเนาะစမ်းကြည့်ပေါ့ပြီးခဲ့တဲ့ဘွဲလည်းအကြိုက်ဆိုပြီး share ဝုံခိုင်းတာပဲเนาะဘယ်တတ်နိုင်မလဲလွဲတာဒီဘွဲလည်းအကြိုက်ပဲကျွန်တော် share ဝုံခိုင်းမှာပဲ site တွေတော့ကျွန်တော်ဒီတစ်ခါတော့ line မတင်ပေးတော့ဘူး ပြီးခဲ့တဲ့ဘွဲကတော့သူလည်းတင်ငါလည်းတင်နေဆိုတော့ကဲမထူးဘူးကွာကိုလူတွေလည်းကြည့်ချင်းပါပဲဆိုပြီးကျွန်တော်ကတင်ပြီးလိုက်တာဒီဘွဲတော့မမြော်နဲ့နော်ကျွန်တော်မတင်ပြီးတော့ဘူးကျွန်တော်လူတွေပဲကျွန်တော်ပို့လိုက်တော့ကဲနောက်ကြတဲ့မင်္ဂလာပါဆရာဟာတဲ့ဟုတ်ကဲ့ပါနော်ကဲအဲ့လိုနောက်ကြတဲ့မိတ်ဆွေတွေပြန်ကြည့်ပါဒီ site ကိုကြည့်ပြအောင်ကြည့်ပါနော် ဒီ site ကိုကြည့်ပြအောင်ကြည့်ပါဒီ site ကအလုံးလုံးပါလိမ့်မယ်နော်ကျွန်တော်အဲ့လောက်ပဲကျွန်တော်ပြောနိုင်ပါတယ်အလုံးလုံးလိမ့်မယ်ပြီးခဲ့တဲ့ပွဲကသူလှုပ်သွားတယ်နော်ပြီးခဲ့တဲ့ပွဲကသူဘာလှုပ်သွားလဲကျွန်တော်ပြောခဲ့ပါတယ်ပြီးခဲ့တဲ့ပွဲတုန်းကတုံညာနှလုံးထောင်သူ့ဆောင်မှာတုံညာခါနော်ကျွန်တော်တို့ကဘာသွားယူတော့ပဋိဌာကဘာသွားယူပလိုက်တယ်လွဲရောအဲ့ဒီလိုပဲပြီးခဲ့တဲ့ပွဲက ကျွန်တော်တို့ဒီမှာတုံညာထိတ်နှလုံးထိတ်တူထိတ်လို့ဖြစ်လို့အဲ့ဒီတုံညာဒီသူ့ဆောင်မှာခါဒီမှာကျွန်တော်တို့ဗရိတ်ထပ်ပါတခါလဲသွားဆွေးနွေးလိုက်တယ်လွဲ့ရောအခုဒီမှာပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြောခဲ့တယ်ဒီနှလုံးတုံညာကိုတုံညာရဲ့ညမညာရဲ့ဒီငါးသည်ခါဝင်ရမှာနော်အဲ့ဒီမှာကျွန်တော်တို့ကတုံးထိတ်စည်းပြန်ကြရေတုံးထိတ်သုံးလုံးထောင်အားမဲ့ဆက်ရေဒီငါးငါးဝင်မလားငါးဝင်မယ်ဆိုရင်ကျွန်တော်တို့ကဒီသုံးငါးလို့ပဲရေးရမှာ ဒီနှလုံး30ဖြစ်နေလို့တုံညာခါဝင်မယ်ဆိုကျွန်တော်တို့က3တုံညာလို့ပဲရေးရမယ်။အဲ့တော့ကျွန်တော်ကဒီနှစ်တွဲနဲ့ပြန်ကြကို3က6နဲ့3တုံညာကိုနှစ်ကွက်ပဲကျွန်တော်ထည့်နော်။အဲ့မှာ ကျွန်တော်ကဘာလို့ပြောတော့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ခါတူခါကြပြီးမှသူ့အောက်မှာသူ့ရှေ့နှစ်ကလေးထည့်စီကနန်းကိုကျွန်တော်ကဆော့ရှင်တာနော်။အဲ့သူ့အောက်ကိုတန်းတန်းဆင်းလာလိုက် ဒီကဏန်းတွေလည်းဒီလိုပဲခါတုခါကြပြီးမှသူ့အောက်မှာထွက်မဲ့ကဏန်းတွေသူ့ရှေ့နှစ်ကကဏန်းကိုကျွန်တော်ကကစားခြင်းတာเนาะအဲ့တော့ဒီနေရာမှာပြီးခဲ့တဲ့ဘွယ်ကျွန်တော်ခေါ်ပြီးပေါ့เนาะဒီ၃၃ညကိုဒီ၃ညတည်ဒီကိုခါထဲဒီနှလုံး၁၀တည်ထိတ်တည်ခါကိုထဲမယ်ဆိုရင်၃ညခါကိုကျွန်တော်ခေါ်ချပြီးတော့၃၃ညကိုဆိုပြီးကျွန်တော်ချအဲ့ဒီလုံမမဟုတ်ဘူးငါနှလုံးထောင်တည် ခါထည့်သွားမယ်ဆိုရင်3 6ဆိုပြီးကျွန်တော်အဲ့ဒီလိုရွေချက်နဲ့ထည့်ချလိုက်တာပဲခါယူလိုက်တာမဟုတ်ဘူးဒီမှာသူကဒီ3ညနှလုံးထောင်နာတာဒီနောက်ကိုပြောင်းသွားလို့လည်းရတယ်เนาะအဲ့ဒါကကျွန်တော်ကိုထိတ်3ညအပိတ်နဲ့နေရဒီလိုမျိုးကျွန်တော်ဆွဲပြီးတော့ပြခဲ့တာအမှန်တကယ်အဲ့3 5 6ပြတဲ့နေ့ကကျွန်တော်ဒီလိုမျိုးဆွဲထည့်မှာเนาะအဲ့ဒါကိုကျွန်တော်မပြပြစ်တာ မပြပြဘူးဆိုတာကဒီ line ကိုဆွဲပြလိုက်တာနဲ့ကို30နောက်ဟိုပါသွားမှဆိုလို့ကျွန်တော်အဲ့ကောင်ကိုခြံခဲ့တာဒီမှာတော့ကျွန်တော်အတွေးရတော့နှစ်တွေးနှစ်မျိုးတွေးထားတာပဲငါးမခိုင်းသုံးညာခါပဲအဲ့ဒီကောင်ကြခဲ့မှသူ့အောက်မှာထွက်မဲ့ကဏ္ဍဒီသူ့ရှိနှိကကဏ္ဍထဲတဲ့တိုင်သူကဒီနှလုံးငါးငါးလို့ထည့်သွားတာဆိုရင်ဒါဆိုရင်တော့อืมဒီ site ကတော့တမျိုးတစ်ပုံတော့သူလှည့်ကစားတော့မယ်လို့ကျွန်တော်အဲ့လိုတွေးထားလို့เนาะ ချဲမှလည်းမလွယ်ဘူးတွေးရတာနော်ကိုယ်လည်းရောက်မှအဲ့မှာတုံညမတုံညပဲနဲ့ငါးငါးဖြစ်သွားတယ်တွေ့လားအဲ့ဒီလိုမျိုးပေါ့ဒီမှာတုံညတော့ကြီးကစားတယ်ဒီမှာဒီတုံညတွေဒီတုံညတွေဒီမှာကစားတယ်ဒီမှာမတုံညဘူးငါးဖြစ်သွားတယ်ဖြစ်ဒါဆိုရင်ဒီနေရာမှာလေးထိပ်တွေကစားတယ်မနစ်ကကဏ္ဍဒီမှာလေးထိပ်မနစ်ကကဏ္ဍကဲဒီမှာလေးမထိပ်ဘူးကိုးထိပ်မယ်ကွာကဲလေးမထိပ်ဘူးကိုးထိပ်မယ်ဆိုရင်တော့ တန်တန်းတန်းနော်အဲ့ဒါကိုကုန်ကိုပဲဟမ်ငါးပရိတ်လည်းရှိနေတာပဲအခုပြဒီဘဝဆင်းလာတဲ့ဒီမှာငါးပရိတ်ငါးပရိတ်ငါးပရိတ်ဆိုပြီးတော့ငါးပရိတ်၃ချက်ကစားသွားရင်ရောဘယ်လိုလုပ်မလို့ဒီလောက်တည်းမဟုတ်ဘူးအဲ့ဒီကောင်းတဲ့ငါးပရိတ်ရှိသေးတယ်နော်ဒါပေမဲ့ကျွန်တော်မပြောတော့ဘူးနော်ဒီလောက်ဆိုရင်သဘောပေါက်တယ်ကျေဟုတ်ပြီအားလုံးပဲနောက်ကြရင်ပြန်ကြည့်ပါနော် ြည့်ပြအောင်ကြည့်ပါเนาะဝေထားတဲ့လူတွေကတော့မကြည့်နဲ့ကြည့်စရာမလိုတော့